တရားဆိုတဲ့ဟောရှိတယ်တရားကိုလူကျင်နာလားသိပြီးသူလိုပုဂ္ဂိုလ်ကိုလက်ခံတာအဲ့ဒီချက်မပြီးသူသူပြောတဲ့သဘောအရဆိုရင်တော့ तू ကဟိုဒီနေ့ဆက်ချာကိုနားလည်ထားပြီးအဲ့လိုပေါ့နော်ခိုင်ခိုင်မာမာယုံကြည်မှုအပြည့်ရှိတယ်ဗျာ तू တရားကိုနားလည်ထားပြီးပေါ့နော်အဲဆင့်ဆင့်အနေနဲ့ကတော့သူကအဲ့လိုက်ပြီးတော့ဘောမဖြစ်ပါဘူးဗျာသူ့မှာလည်း तू ကတော့ဒီလိုမျိုးတော့သူ့နဲ့ခံစားလို့ရအဲ့တော့သူ့အနေနဲ့ဒီတရားကိုပြန်ပွားစီခြင်း သူတည်တဲ့နည်းဟာလွယ်တယ်ပေါ့လွယ်ဆိုတော့ဒီတရားဟောတာဟိုဒီဟောပေါ့အများသူကတော့သူတည်လို့များလေးဘူးလေအဲလိုဘုံသွားပါတော့အဲ့ဒီကကြတော့ဒီတကယ်ဆရာကြီးတွေလည်းဖြစ်ဖြစ်တစ်ခါကဒီနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ဖြစ်ပေါ့အဲ့လိုတွဲပြီးတော့မှဒီတရားကိုဖြန့်ချိမယ်ဆိုရင်ပို့ပြီးတော့မြန်မြန်ဆန်ဆန်ကျက်ပြန့်ပြီးတော့လူတွေတရားနားနေခြင်းနဲ့စိတ်နဲ့နားလို့တော်တော်ပြည့်ကြရတယ် အဲ့ဒီအဲ့ဒီလိုပြင်ပြရတယ်အခုကသူကလက်တိပိုင်းတော့တော်တော်လေးကိုလေ့လာပြီးတော့စာပေပိုင်းဆိုင်ရာတော့စာပေမကျွမ်းကျင်တော့မတက်တဲ့အခါကျတော့စာနဲ့လေ့လာတဲ့အပိုင်းတော့အားနည်းတယ်ပေါ့ဒီလိုဆိုရင်ဒါစာရင်းအများကြီးဖတ်တယ်ပြီးတော့စာဖတ်လို့ဘာမှပါတယ်ဘုရားစာတော့မဖတ်ပြတာပေါ့ဒီမြန်မာလူတွေကတော့အများကြီးဖတ်ပြတယ်ဆိုတော့ပြီးတော့မှကျတော့စာနဲ့သိတာလည်းအများကြီးရှိတယ်သူကကျတော့ပြီးလို့မျိုး လက်တွေ့ဓမ္မလို့ဖြစ်နေတယ်။စာဓမ္မမဟုတ်တော့လက်တွေ့ဒီလည်းအလုပ်တွေအများကြီးလို့တရားလဲကျင့်လို့ရတယ်များကျင့်ပါလိ။လေ့လာလို့ရတယ်များလက်တွေ့တွေနဲ့ပဲလေ့လာတော့အတိတ်ကဘယ်လိုဒီဒီကြောင့်ပင်ပေါ်လို့မိုးပြာလို့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့စာထဲမှာရေးထားတာဆိုရင်တော့သူ့အနေနဲ့တိတ်ပြီးတော့မဖတ်ကြည့်ဘူးလေဆိုတော့သူကဖြစ်နေတယ်။အဲ့ဒါသူ့တရားလေးတွေကကြောင့်ပင်ပေါ်လို့စစ်စစ်နေရလေးတွေပေါ့။ဟိုအဝေးဆုံးက အတိဉာဏ်ပေါ့နော်အနည်းဆုံးကနိဗ္ဗာန်ဆိုတဲ့သဘောတရားမျိုးကြီးကြတော့သူကနိဗ္ဗာန်ကိုပဲအဓိကထားတဲ့သဘောမျိုးဖြစ်တယ်ဆိုရင်တော့ဒါကဟိုတရားကိုနိဗ္ဗာန်ကိုတိုက်ရိုက်ဒီလွယ်လွယ်နဲ့ပေါ့လေနိဗ္ဗာန်ကိုပဲအဓိကထားပြီးတော့ရှုတယ်ဆိုတဲ့သဘောမျိုးကြီးကြတော့ဒါကဟိုကြောက်တဲ့ဘောတရားမျိုးပေါ့လေစိတ်စိတ်တိုင်းထားအဲ့လိုမျိုးလေနည်းနည်းဆန်တော့သူကအဲ့ဒါမျိုးမလိလာထားလို့ဒီလိုမျိုးဟောရတယ်လို့ပြီးတော့နားလေတယ်ပြောမယ်ဆိုရင်ဒီစကားကဘယ်လိုမျိုးနားလည်မှုပါသွားစီမလဲ ဲ့သူရင်မကဘောသူတပည့်ဒီမှာပဲအဲ့လိုတရားနဲ့ပတ်သက်လူချင်းဖို့အားကြီးတယ်ပေါ့အဲ့လိုမျိုးနားလေဗျာနားလေတော့သူတို့ကနည်းနည်းလေးကျင့်တာနဲ့အဲကိုကိုကိုပေါ့နော်ထူးထူးခြားခြားဖြစ်တာနဲ့ဒါကတော့တရားရသွားပြီဆိုတော့ယူသားတော့ယုံကြည်မှုပါလေအဲ့လိုမျိုးတွေဖြစ်ကြတယ်လို့တော့ပြီးတော့နားလေတယ်ဗျာဟိုလူချင်းပြီဆိုရင်သူကလူချင်းတဲ့လူတွေပြီးတော့တွေ့တယ်လူချင်းလူဆိုသူကလူချင်းနေတဲ့တုန်းကပဲရတော့မလားရတော့မလားဟိုခီးသွားလို့ပေါ့ရောက်ချင်နေပြီဆိုရင်မရောက်သေးဘူးလားမရောက်သေးဘူးလား အဲ့လိုရောက်ချင်မှသောအာကြီးနေပေါ့လေဒီလိုမျိုးရောက်တော့မယ်ရောက်တော့မယ်ရောက်ပြီလို့ပဲထင်နေလို့ပေါ့တရားနဲ့ပတ်သက်ရယ်လူချင်းမှုအာကြီးရဲ့အခါကျတော့လူလူကြားကြားတွေဖြစ်တာလေဟာဒါတရားရသွားပြီးသင်နေဆိုတဲ့ဒီဘောမျိုးပေါ့ပြီးတော့သူလည်းပြုံးဝင်လေလေလေမလျှောက်ဘူးလားတော့သူမသိဘူး။သူဘုရုကိုပြုံးလေလျှောက်လို့တော့မသိဘူးပေါ့ဒီဘုန်းကြီးကိုအမြဲလျှောက်ခဲ့တာကိုကျတာအဲ့ဒီပဲတော်ဆရာတော်လျှောက်တာတော့ပြီးတော့နိုင်ပုံမှန်ကြည့်ရတယ်လေအဲ့ဒါနဲ့ပတ်သက်ရင်တော့သူက ဟိုသူပြောတာအောင်းလန်ဆရာတော်ဟိုအောင်းလန်ဆရာတော်နဲ့ပတ်သက်ပြီးတော့မှဒီဘာတွေလိုနေလဲဆိုတာကိုတော့နားလည်သူလိုတယ်သိတယ်သူကအဲ့လိုပြောရပါပြောတာဆိုတော့သူကသူသိတဲ့အသည့်ကိုအရင်ယုံကြည်မှုပြင်းထန်ပြီးတော့မှအောင်းလန်ဆရာတော်လိုသေကောင်းများစွာတရားပြတာနဲ့ဆရာတော်တောင်မှပေါ့နော်ဒီလိုဒီနားလည်သူအိမ်မှာလိုနေရဆိုတာမျိုးပေါ့နော်အဲ့လိုဘောပြောအလေးအွယ်မျိုးလေးပေါ့ပြီးတော့လားထောင်အောင်ပြောပါဗျာသူ့ကိုအဲ့ဒီအကြောင်းတော့မမေးပြီးပါအဲ့တော့ तू อ่ะဒီ လူငယ်လည်းဖြစ်တယ်တကယ်လည်းလက်တွေ့ပိုင်းတွေမှာတော့တော်တော်လေးအလုံးလုံးတယ်လူချင်းမှုကလည်းအားကြီးတယ်အဲ့တော့တရားပြတဲ့အခါမှာလည်းဟိုတပည့်တော်ပြောတာဘုက္ခုဆရာတော်ဘုရားကြီးကဘယ်နဲ့အားထုတ်ညံ့နေရတယ်လို့ဟောတယ်ခလေးရဲ့အတွင်းခလကအတွင်းခလေးနဲ့အတွင်းရတယ်လို့ဟောတယ်ပေါ့နော်အဲ့ဒါမဟုတ်ဘူးလားဒါဘုရားမဟုတ်ဘူးလားသူကလည်းပြောတယ်လေဟိုဟုတ်ပါရဲ့လို့ဒါပေမဲ့အဲ့တော့သူ့ကိုရှင်းပြပြပါဦးဗျာဒီလိုလားနေတာဘုက္ခုဆရာတော်ဘုရားကြီးက ဒီလိုပြောရဲဆိုတာကဒီလိုနားလဲတာဘုရားကဒီလိုဟောရဲဆိုတာကတရားတရားအထုတ်ရမှာမဟုတ်ပါဘူးလို့ထင်နေတဲ့လူတွေကိုဟောတာလေတချို့ကြတော့တရားရမှာလည်းမဟုတ်ဘူးအဲ့တော့အာမထုတ်တော့ပါဘာလို့ပါရမီပါရမီလူပါရမီပါရမီရေးတာပါရမီနောက်လိုက်ပြီးတော့လူတွေစိတ်လျှော့သွားမှာစိုးမှန်ပါကျွန်တော်ဘုရားကြီးကဟိုပါဠိတော်တိုင်းဟောတာဒါပေမဲ့မတူတာကနေရထမိတတ်တာပေါ့ဓာတ်ရိုက်ပြောတာတွေ့ဝိုက်ပြောတာဘုရားပုံကလေးစရာကိုကြည့်ပြီးတော့ ပုဂ္ဂိုလ်ရဲ့အစ္စပရာကြီးကိုခေါ်တာအဲ့ဒီပုံမှာတပည့်တော်ကလည်းဆရာတော်ဖရာကြီးဘောင်းဆူလို့လေဆိုတဲ့သဘောမှာပြောမှာလူတိုင်းကိုပြောလို့လူတိုင်းကိုရဟန္တာဖြစ်အောင်ခဏလေးနဲ့လုပ်ပြီးနိုင်တယ်ဆိုတဲ့စကလုံးမျိုးတွေပြောတဲ့သဘောကသူကသွားပြီးနေတာအဲ့တော့အကုန်လုံးကထပ်ကုန်တယ်ပေါ့ညီမသူကတော့အဲ့ဒါကိုကြိုင်တော့ဒါမဟုတ်ဘူးလားအဲ့ဒါဆိုရင်တရားဒီလိုမရနိုင်ဘူးလားဖရာမဟုတ်ဘူးလားဖရာကမှားနေလို့လားအဲ့လိုပြောတော့သူကအဲ့ဒါကိုကြိုင်လိုက်တာပေါ့နော်ဒီလိုပြောတာနဲ့ ဒါတရားဆိုတာကမတရားဆိုညက်နေရနိုင်တယ်ခုနှစ်ရက်တွဲခုနှစ်လခုနှစ်နှစ်ခုနှစ်ဘဝအတွင်းရနိုင်တယ်ဆိုတာကြီးကိုရမယ်ဆိုတာကိုပဲ깟ထားလိုက်ပြီးတော့မှအဲဒီကိုလည်းရမယ်ပေါ့နော်ကိုတရားပြတယ်ဆိုရင်လည်းတခြားလူတွေလည်းရမယ်ဆိုတော့ဒီလိုမျိုးဟိုစိတ်ထဲမှာဆွဲနေတဲ့သဘောမျိုးတော့နားလည်ပါတယ်ခင်ဗျအဲ့ဒီဆွဲကြောင်လည်းဒီမှာဒီအဲကြောင်ယာပြီးသားလူတွေထင်တယ်ရွာကြလူတွေထင်တယ်မှန်ပါတယ်အဲ့လိုမျိုးတော့ဟို ပြီးတော့လည်းတရားထုတ်တာပဲလေအဲ့ဒီလိုမျိုးတွေကထင်အောင်ထင်မှားတွေကဖြစ်တယ်ဟုတ်တာမဟုတ်တာပြီးတော့မငြင်းပါဘူးဗျာဒါပေမဲ့ကိုယ်တိုင်လည်းဒီလိုဖြစ်လိုက်တာလည်းဆရာမားပဲဖြစ်ဖြစ်ကိုယ်နဲ့ပတ်သက်တဲ့ယုံကြည်ရပြီအဲ့ဒီလိုဖြစ်သွားရင်တော့တရားရသွားပြီပေါ့နော်တမဲကြပြီဒီလိုဘောမျိုးတွေကဒီတားတွေမှာဖြစ်နေကြပဲလေဟိုမပြောတာလည်းရှိရမယ်ပေါ့ဒီမာနကြောင့်ပဋိယူပကဆိုတဲ့တရားလေးလားတရားတူပြီးပေါ်လာတာအဋ္ဌိမာနဆိုတာအဲခုနကဥပ္ပကိရတာပေါ့ ြည်တာနည်းနည်းလေးဝင်သွားတာမတိတာပဲနည်းနည်းလေးနဲ့တခါရင်ဟာဆိုအကုန်လုံးကြာတာဒါမဟုတ်ဆရာတော်ဖြာကြီးလည်းဒါနဲ့ပတ်သက်လို့တရားတော်အတိုင်းဟောတာရှိပါတယ်။နေတော့သုံးဖို့ရှိပါတယ်။ဟောထက်တဲ့ဟောတာရှိတယ်။တရားဝင်အနေနဲ့တော့ဆရာတော်ဖြာကြီးကမတူစေပါဆိုတာဟောတာပါတယ်။အဲ့ဒီတည်းကတစ်ချက်မှမလွတ်အောင်ဆရာတော်ဖြာကြီးပြောတာတွေအခုအားလုံးသောအရှင်ပြားပါဝင်ဘုချောဆန်းပါဝင်အကုန်လုံးကုန်ပြောတဲ့ဥစ္စာတွေ အဲ့ဒီလမ်းကြောင်းစီကြောင်းအခုတူးနေတော့တပြီးတော့တွေ့ပါတယ်အခုစားတော့ဥတုရိယကအရှင်ပြန်လို့ပဲတပြီးတော့ဘာမှဝါနိုင်လားဆိုပြီးဟာကိုတော့စောလုံးနေမလုံးနဲ့အိုးအာနောက်ဆုံးအရှင်နဲ့ညာအိမ်မဟုတ်ဘူးတပြီးတော့အပြေသွားမှာတပြီးတော့အဲ့လိုနဲ့တားခဲ့တယ်လို့အဲ့တော့ဥဒ္ဓမစာရီကတော့မဟုတ်ကြားဘူးဘုံပြောနားလေဆိုပြန်ပြီးတော့အပြစ်ထွက်တဲ့သူလမ်းတူပို့ခဲ့တယ်အဲ့တော့တော့ဘုံကြီးတပါတိလာရှိပြောက်ပေါ့အဲ့ခုနောက်တစ်ခေါက်2023မှာတပြီးတော့ဝိဆောက်ကြည့်တဲ့အချိန်မှာ ကူပြောတယ်ကျွန်တော်ပြောတယ်ဥပက္ကသမ၃လေးဦးအဲသူရဲ့ main နေနော်ဆရာလေးဦးနာဟောစာပါထောက်တန်းလာပါအကုန်လုံးသူရဲ့ဆိုကူနဲ့ဆက်ရှင်နဲ့ကံစီနဲ့လာတယ်အခုအဲ့နောက်ပိုင်းမှာတပိတော့လာအောင်မယ်သူပိတ်ကံတစ်ခါတုန်းကတပိတော့မသွားဖြစ်ဒါလိုပဲဘေးရအတန်နေလဲကြားနေတော့သူအဲ့ဒါလေးကိုထောက်ပြပြီးတယ်ဒါပေမဲ့ဒီဝိနည်းဆရာလို့တော့ဦးရှင်နာဟောစာဦးမောစာ Mm-hmm. 那个南阳路嘞，我在平房嘛的，我在平房嘛的。然后你讲五年多，那些那条那生啊，哎，特别比没比岁数要嘞，那都大，就是慢些啦。那么讲些年了，那哦，大家那时候过来比较容易干嘛呢？就是讲我们那点有门面啊，对吧？说某某公司啊，太困难了。哎，某某公司啊，那怕来还赔了，得看个人本事的，想搞便宜的，伢佬。 ဆရာပိတကြီးကတာနာအောင်တန်ရှင်းအောင်လုပ်သွားတာဒါကြောင့်မဟုတ်အဲဓမ္မကြီးကလည်းမဟုတ်စောက်ခပါဆရာတော်ဖျားကြီးကတောင်းနာမယ်အောင်ပြောတာဖြစ်ပြီးမယ်ကိုကမပြောတတ်ရင်ဆရာတော်ဖျားကြီးကိုလည်းအပြစ်တင်အောင်ကြောက်လို့တရားတော်ဘုရားကိုလည်းအပြစ်တင်အောင်ရောက်အခုရှင်များပြောတဲ့လူပြောရရင်သူကတော့အဲသူလည်းလူလေရတယ်လူထင်တယ်အဲ့တော့သူလူရဲ့လူလေရလူထင်တယ်အဲ့ကြောင့်ဘယ်လောက်ထိထင်လာလဲဆိုရင်ရဟန္တာဖြစ်အောင်ခဏလေးနဲ့လုပ်ပေးနိုင်တယ် နေ့ရက်သုံးရက်အတွင်းကိုသောတာပန်ဖြစ်ဖို့မခက်ဘူးဆိုတဲ့သကလုံးကြီးဟာဘုရားရဲ့တားထားတဲ့ဥပဒေတော်ကိုကျော်လွန်သွားတယ်။ဒါအနုဝါဒအဖြစ်ဖြစ်လာတယ်။အဲကျောင်းသမောသကလုံးကြီးကလည်းကျောင်းသမောကလည်းဝိနည်းစရာချခံထားပေါ့။ဆရာတော်ဘုရားကြီးနေတော့ဘုံကြီးကိုလာတော့မပြောလို့မယ်။နောက်ပိုင်းတဲ့အခုစားရင်းချမ်းကြီးကျောင်းဆိုပြီးတော့သူ့ကျောင်းမှာဆူနေတာတွေ့လာတယ်။အဲ့ဒီမှာလည်းသကလုံးတိုက်တာပေါ့။အခုရှင်များကျောင်းမှာဟောခဲ့ဘူးလေဆိုလို့ ရုံတနိုင်ငံလုံးပေါ့အခုကအခုအမှုကဆိုလေအဲ့လိုလေဘာလဲဆိုတော့ဒါတို့လည်းပြီးပါတယ်တကယ်တရားပေါ်နိုင်စားတဲ့သူတွေပြီးပါတယ်ဘူအမှုကပေါ်နိုင်တဲ့အများကြီးအဲ့ဒါဘာရင်းလဲဆိုတော့ငါအဓိကမှပြီးပါဆိုရင်အများသူ့ကိုပြတော့မဲ့သူ့ဘူလူကိုမဲ့စစ်ဘူလူလို့တင်တာအဲ့ကမှအဲ့အထင်းနိုင်ပြောရင်ပြောရင်ကိုကျူကကိုခိုင်မာလာပြီးတော့